ရိသမားလုံးမင်္ဂလာခင်ဗျာလက်ရှိမှာတော့ UFC က ranking ရဲ့ဒီမိုအသစ်တွေကိုထုတ်ပြန်လိုက်ဖြစ်ပါတယ်ခင်ဗျာ UFC 316ပြန်ပွဲပြီးမှ ranking ရဲ့ဒီမိုအသစ်တွေကိုထုတ်ပြန်လိုက်တဲ့အချိန်မှာကျွန်တော်မှာပြည်သက်တွေစိတ်ဝင်စားခဲ့တာတော့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ရဲ့ ranking ရဲ့ဒီမိုပဲဖြစ်ပါတယ်ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာကိုအနိုင်ရထားတာဖြစ်တော့ ranking ဘလောက်ထိမြင့်တက်လာမလဲဆိုတာကိုကျွန်တော်ပြည်သက်တွေစိတ်ဝင်စားနေခဲ့ကြတယ်ဘရူနိုဆီလ်ဗာနဲ့ပွဲမှာ ဂျိုရှွာဘန်ကအလဲထိုးနိုင်နိုင်ခဲ့တာပေါ့လေတတိယပွဲကြီးမှာအလဲထိုးအမောက်သိပ်ပြီးတော့သူအနိုင်ပြခဲ့တာဖြစ်ပါတယ်ပြီးတော့နောက်ဆုံး၄ပွဲဆက်တဂျိုရှွာဘန်ကအနိုင်ရထားတော့သူ့ရဲ့ ranking မြင့်တက်လာဖို့ကိုပရိသတ်တွေကမျှော်လင့်ထားခဲ့ကြတာအခုတော့ ranking 10ကိုရောက်တဲ့အထိဂျိုရှွာဘန်ကအဆင့်ရတိချက်မြင့်တက်သွားခဲ့ပါပြီ ranking ရတိမှုမြင့်တက်ခြင်းနဲ့အတူဂျိုရှွာဘန်ကထိုးကြီးအကျိုးခံစား권နေလေ မြေမမာရရှိလာဖို့ရှိနေပါတယ်ခင်ဗျပြီးတော့အားလုံးသိထားတဲ့အတိုင်းပါပဲဂျိုရှွာဘန်ဟာဂျပန်အတွင်းမှာရင်ပွဲထပ်ပြီးတော့ရသွားခဲ့ပါတယ်ဒီပွဲကတော့ ranking 1 fighter rival နဲ့တည်ပစ်လိုက်တဲ့ပွဲစဉ်ပါပဲဒီသတင်းကိုကျွန်တော်ရှင်းပါလဲပြောခဲ့ပြီးပါပြီခင်ဗျအဲ့တော့ rival နဲ့ပွဲဟာဂျိုရှွာဘန်အတွက်မြင်မာလာတဲ့ထိုးချေအကျိုးခံစားခွင့်ကိုရရှိမဲ့ပွဲစဉ်ဖြစ်ပါတယ်အစောပိုင်းကဂျိုရှွာဘန်က စက်တမလာ73ရက်နေ့မှာ UFC က Texas မှာဝယ်ကျင်းပဖို့ရှိနေတယ်။သူကလည်းအခု Texas မှာနေတယ်။အဲတော့ဖြစ်နိုင်မယ်ဆိုရင် ranking 2နေရာကမိုရီနိုနဲ့သူ့ကိုခေါင်းပွဲတည်ပေးပါလားဆိုပြီးတော့တောင်းဆိုခဲ့တာ။အခုဖြစ်မယ်ဖြစ်လာတော့ ranking 1နေရာက rival နဲ့ထိုးရဖို့ဖြစ်လာခဲ့ပါတယ်ခင်ဗျာ။ rival ကအစောပိုင်းမှာ ranking 6နေရာမှာရပ်တည်နေတဲ့ manakish နဲ့ပွဲတည်ထားတာပေါ့လေ။ဒါပေမဲ့ manakish က လေ့ကျင့်အစီအစဉ်မှာရှေ့တော့တန်ရရသွားခဲ့တဲ့အတွက်ပွဲမထိုးနိုင်တော့ဘူးပွဲမထိုးနိုင်တော့ USC ကနေ short notice နဲ့အစားထိုး fighter ရှာပြီးတော့ Joshua Ban ကိုအစားထိုးထည့်သွင်းလိုက်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ Joshua Ban ဟာကံကောင်းမှုနဲ့တူရပ်ပိုင်းအတွင်းမှာ ranking 1 fighter နဲ့ထိုးခွင့်ရသွားခဲ့ပြီဖြစ်ပါတယ် Joshua Ban ဟာဒီပွဲအတွက်အဓိကထားမှာကတော့အရက်ကွာဟာချက်ကိုဘလို့ game plan နဲ့ ရှင်းကမလဲဆိုတာပဲသူရဲ့ဗန်မဖြစ်တဲ့ rival ကအရာအဖြစ်ငါပေကိုလမမြင်တယ်ဂျိုရှွာဘန်ထက်လေးလက်မလောက်ပုံမြင်တဲ့သဘောမှာရှိတယ်ပြီးတော့ပြန်ပွဲအနေထားအရာ rival က18ပွဲနိုင်ထားတယ်9ပွဲရှုံးထားတယ်ဂျိုရှွာဘန်အရန်ထိုးခြင်းမလို့ပြောနေ ranking 2ကမွေနုံနဲ့အခု rival က9ပွဲထိုးဘူးတယ် rival က2ပွဲနိုင်တယ်မွေနုံက2ပွဲနိုင်မှုတယ်ဗျအဲ့တော့ အခုထိုးရမယ်ဝယ်စင်ပေါ့လေအမေရိကန်မှာတော့ဇွန်လ28ရက်မှာထိုးရမယ်မြန်မာစံတော်ချိန်ကတော့ဇွန်လ29ရက်နေ့မနက်ပိုင်းဖြစ်လိမ့်မယ်ခင်ဗျအဲ့တော့အဲ့ပွဲမှာသာဂျိုရှွာဘန်အနေနဲ့နိုင်ပွဲရောက်လာနိုင်မယ်ဆိုရင်ငါးပွဲဆက်တိုက်အနိုင်ရတာဖြစ်လာပါလိမ့်မယ်2025ခုနှစ်မှာထိုးတဲ့၃ပွဲမှာ၃ပွဲလုံးနိုင်တာဖြစ်သွားလိမ့်မယ်ပြီးတော့ ranking 1ကဖိုက်တာကိုနိုင်တာဖြစ်တဲ့အတွက်သူ့ကိုရှေကဘတ်စင်ကိုပွဲတဲ့ပေးပါတော့လို့ထုတ်ပြောဖို့ပဲလိုပါတော့ ဖြစ်လာဖို့လည်းနှိစပ်သွားပါလိမ့်မယ်။ပြီးတော့ထိုးကြီးအကျိုးခံစား권ကအရန်ကိုမြင့်တက်သွားပါလိမ့်မယ်ခင်ဗျ။အဲတော့လက်ရှိမှာ ranking ရက်တည်မှုထွက်ပေါ်လာတဲ့အရာဂျိုရှွာဘန်ဟာအဆင့်30စီကိုရောက်သွားခဲ့ဖြစ်ပါတယ်။ right ball နဲ့ပွဲမှာ အနိုင်ရလတ်ကိုထပ်မံရယူပြီးဂျိုရှွာဘန်အနေနဲ့ ranking ရက်တည်မှုရောထိုးကြီးအကျိုးခံစား권မှာရပ်ပိုင်းအတွင်းမှာရင်ဆက်ပြီးတော့မြင့်တက်ပါစေလို့ထပ်ပြီး ုတောင်းပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ